မီဒီယာတွေမှာတင်နေကြသလိုအိမ်အောင်ချသွားတယ်ဆိုတာမဟုတ်ပါဘူးလို့ဖြေရှင်းလာတယ်ရှင်ယွန်းရန်ကုန်စလီနျူးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်များရှင်ရှင်ယွန်းဆိုတာကတော့ကလေးတရုတ်ဆောင်ဘဝကနေဒီကနေ့ဒီအချိန်ထိပရိသတ်တွေအားပေးချစ်ခင်ခဲ့ရတဲ့အမှုပညာရှင်တဦးပဲဖြစ်ပါတယ်ကလေးဘဝတုန်းကစကားပေါင်းများစွာဗီဒီယိုကားပေါင်းများစွာကိုရိုက်ကူးခဲ့တယ်လို့အကယ်ဒမီစုကလည်းပိုင်ဆိုင်ရရှိထားခဲ့တာပါဒါပေမဲ့အပြုပ်ပေါ်ဝင်စားအချိန်မှာတော့ရှင်ယွန်းရဲ့အနေထိုင်မတက်မှုတွေကြောင့် စီသူဝင်းနဲ့တွဲခဲ့ရဆိုတဲ့သတင်းနဲ့တချို့သောအတန်ဖိုင်နေပေါက်ကြားခဲ့တာကြောင့်ပရိသတ်တွေကရုံရုံကိုညွန်ညင်သွားခင်ရပါတယ်။အဲ့ဒီနောက်ပိုင်းမှာဆိုရင်လေရုံရုံကပရိသတ်တွေရဲ့ရှေ့ကိုတိတ်ပြီးတော့ထွက်လာတာမျိုးမရှိသလိုသူရဲ့အချင်းင်းနဲ့ပတ်သက်ပြီးပြောပြဖြေရှင်းလာတာမျိုးလည်းမချစ်သလို သူရဲ့အခြေအနေနဲ့ပတ်သက်ပြီးပြောပြဖြေရှင်းလာတာမျိုးလည်းမရှိသလိုအချက်ကိုတိတ်တိတ်ကလေးသာတွဲနေကြတာပဲဖြစ်ပါတယ်။နောက်ပြီးယွန်းယွန်းကတခြားအမှုပညာရှင်တွေလို့ပွဲတက်အခမ်းအနားတွေမှာတွေ့ရတာမျိုးမရှိသလိုရုပ်ရှင်ဇာတ်ကားရှိုက်ကူးရေးတွေမှာလည်းတိတ်တွေ့ရတာမျိုးမရှိပါဘူး။ကြော်ညာရီနဲ့ commercial video တွေမှာသာတွေ့ရတာဖြစ်ပါတယ်။နောက်ပြီးအခြေအနေနဲ့ပတ်သက်ပြီးအမားတစ်ခုဖြစ်သွားခဲ့တဲ့ယွန်းယွန်းအတွက်ကအရှက်ရစရာဖြစ်ခဲ့တာကြောင့်ထပ်ပြီးတော့လည်းအခြေအနေနဲ့ပတ်သက်ပြီးအမားမဖြစ်အောင်လို့ယွန်းယွန်းကလက်ရှိချစ်သူကိုတောင်မှတိတ်တိတ်ကလေးတွဲနေကြတာပေါ့။ဒါပေမဲ့ ကြသည်ခင်တော့ကတော့ရှင်ယွန်းတယောက်လက်ထပ်သွားတယ်ဆိုတဲ့သတင်းတွေကထွက်ပေါ်လာခဲ့ပါတယ်။အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ရှင်ယွန်းကတော့ဖြည့်ရှင်းလာပါတယ်။အားလုံးကလည်းရှင်ယွန်းကဘသူနဲ့လက်ထပ်သွားတာလဲ။သူ့ရဲ့လက်ရှိချစ်သူကဘသူလဲဆိုတာကိုသိကျင်နေခဲ့ကြတာပဲဖြစ်ပါတယ်။ရှင်ယွန်းရဲ့လက်ရှိချစ်သူကလည်းအမှုပညာတိုင်ဝိုင်းနေကပါအစိုးရတအုပ်လို့တည်ရပါတယ်။ဒါပေမဲ့ပရိသတ်တွေကတော့အဲ့ဒီကောင်လေးကိုတိတ်မတိကြပါဘူး။တချို့ကလည်းတည်ကြပါတယ်။နောက်ပြီးရှင်ယွန်းကသူ့ရဲ့ချစ်သူနဲ့တိတ်ပြီးသွဲသွားသွဲလာမရှိဘူးဆိုပေမဲ့ဓာတ်ပုံတချို့ကပြန့်နှံ့လာတာကြောင့်ဒါဟာရှင်ယွန်းရဲ့ချစ်သူဖြစ်ရမယ်ဆို ပြီးပြည်သက်တွေကထင်ကြီးပြလာခဲ့တာဖြစ်ပါတယ်။ ယွန်းယွန်းကအခမ်းအနားတစ်ခုမှာသူရဲ့ချစ်သူနဲ့အတူတူပွဲတက်ခဲ့တာဖြစ်ပြီးသူရဲ့ချစ်သူကဖတ်ထားတဲ့အခါမှာလည်းယွန်းယွန်းရဲ့တင်မကိုကန်ပြီးဖတ်ထားတာမျိုးဖြစ်တာကြောင့်ယွန်းယွန်းကအနေထိုင်မတက်ဘူးဆိုတဲ့ဝေဖန်မှုတွေထပ်ပြီးထွက်လာသလိုဒါဟာလက်ထပ်ထားတာဖြစ်မဲ့လက်ထပ်ထားလို့ဒီလိုအနေထားမျိုးတွေလူရှိသူရှိမှနေရတာဆိုပြီးထင်ကြီးတွေပြီးနေပြီးတချို့သောဆိုရှယ်မီဒီယာတွေနဲ့ page တွေကယွန်းယွန်းတယောက်လက်ထပ်သွားပြီဆိုပြီးဖြန့်ချလာတာမျိုးတွေရှိပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့ယွန်းယွန်းက page တွေမှာတင်နေကြသလိုလက်ထပ်သွားတယ်ဆိုတာမျိုးကလုံးဝမဟုတ်ပါဘူး။ယွန်းယွန်းမှာချစ်သူပဲရှိတာပါ။အခုလက် ှိအခြေအနေကအေးအေးဆေးဆေးပါပဲပြောနေရပါတယ်အစတုန်းကဒီလောက်ထိပြောရမယ်လို့မထင်ဘူးအခုဆိုရင်တော့ချစ်သူတတ်တန်ကတစ်နှစ်ကျော်လဲရှိသွားခဲ့ပြီဖြစ်တယ်ဒီလိုပဲနှစ်ယောက်သားတွင်တွင်နဲ့တယောက်ကိုတယောက်စိတ်ကြည်နံမှုတွေပေးလာနိုင်တယ်စိတ်ချမ်းသာမှုတွေပေးလာနိုင်တယ်ပျော်လဲပျော်ကြရပါတယ်ပြောရမယ်ဆိုရင်တော့ happy happy ဖြစ်နေတာပေါ့ဆိုပြီးရွန်းရွန်းကအင်တာဗျူးတစ်ခုမှပြောထားပါတယ်နောက်ပြီးရွန်းရွန်းကအခြားသူတွေလိုမဟုတ်ပဲသူအနေနဲ့အချင်းကြီးနဲ့ပတ်သက်တဲ့အကြောင်းတွေကိုတော့သိပြီးတော့ဖြေချင်တာမျိုးမရှိပါဘူးလို့ပြောပြလာခဲ့ပါတယ်ဒါပေမဲ့တခုတော့ဖြေရှင်းကျင်ပါတယ်အနာဂတ် တော့တချို့ page တွေမှာတင်ထားသလိုရွံ့ရွံ့တယောက်အိမ်အောင်ကျသွားပြီဆိုတာလုံးဝမဟုတ်ပါဘူးလက်ရှိမှာအချင်းကြီးက AACC တီတီညင်ညင်မှာပဲလို့ပြောလာခဲ့ပြီးသူအနေနဲ့လက်ရှိပြစ်ဆုတ်ပံဝယ်တွေ့ထားပြီးလက်ရှိပြစ်ဆုတ်ပံဝယ်အကောင်းဆုံးပြုလုပ်သွားမှာဖြစ်တဲ့အတွက်ဖေယာကမှတူတင်ပြောပြလို့မရနိုင်ပါဘူးလို့ပြောပြလာပါတယ်ဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးအနေနဲ့ရောလက်ထပ်သွားပြီဆိုတဲ့သတင်းဒီပေါ်မှာပြန်လည်ဖြည့်ရှင်းလာတဲ့ရွံ့ရွံ့အတွက်ဘယ်လိုမှတ်ချက်လေးတွေပြုကြလဲဆိုတာဗီဒီယိုအောက်က comment လေးမှာရှင်းသွားပြီးခဲ့ပါအောင်ရှင်